စီမံချက်နဲ့တူကျွန်တော်ဒီမွေးဆွဲတက်ဖြတ်တဲ့လုပ်ငန်းမှာ80ရာခိုင်နှုန်းပပျောက်ပြီလို့ကျွန်တော်တို့ပြောလို့ရပါပြီ။တိုင်းနာပေါင်းစုံစူပေါင်းနေထိုင်ပြီးစိုက်ပျိုးရေးကိုအဓိကအားထားလောက်ကင်စားတောက်ကြတဲ့နမ်ခမ်းမြို့ဟာဆိုရင်တရုတ်နယ်ဆက်အနီးမှာရှိတဲ့မြို့ကြီးတစ်မြို့ဖြစ်ပါတယ်။ရခင်စစ်ကောင်စီလက်ထက်တုန်းကမွေးရစေဝါရောင်းဝယ်တုံးဆွဲတူတွေစေတန်းတပွဲ ပေါ်များလာတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒီလိုမူရင်စေဝါပေါ်များတဲ့နောက်ဆက်တွဲစုကြိုးအနေနဲ့ခိုးဆူလူရက်တဲ့ဖြစ်စဉ်တွေခက်စစိတ်ဖြစ်လာပြီးခိုးဆူလူရက်ခံရတဲ့ဒဏ်တွေကိုဒေတာခံပြည်သူတွေကနှိမ့်စင်နဲ့အမြတ်အကြုံတွေ့နေကြရပါတယ်နမ်ခမျိုးကိုပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလမှာမိမိတို့တအံအမျိုးသားလူမျိုးရေးတက်မတော် PSLF TNRA တိမ့်ပိုက်နိုင်ခဲ့ပြီးတော့အုတ်ချုပ်ရေးရန်တရားကိုစတင်အကောင့်ထဲပို့ခဲ့ပါတယ်။ လက်ရှိအုပ်ချုပ်ရေးယန္ရဟာနှစ်နှစ်ကျော်ကာလကိုရောက်ရှိလာပြီးဖြစ်တဲ့နောက်မှာတော့နမ်ခမ်မျိုးနဲ့မြို့နယ်အတွင်းကမူရစ်စေဝါသုံးဆွဲတူတထောင်ကျော်နဲ့ရောင်းဝယ်တူ58ဦးအထိဖမ်းဆီးအရေးယူနိုင်ခဲ့ပါတယ်။ဒါကြောင့်လက်ရှိနမ်ခမ်မျိုးနယ်မှာဆိုရင်မူရစ်စေဝါ80ရာခိုင်နှုန်းပပျောက်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့နမ်ခမ်မျိုးမြို့နယ်ရဲမှူးဘူနိုရွန်ကအခုလိုရှင်းပြခဲ့ပါတယ်။ PSOF ထင်တယ်ဒီအုပ်ချုပ်ရေးလုပ်ငန်းစတင်ပြီးတော့ဒီမြို့ရဲ့အုပ်ချုပ်ရေးလုပ်ငန်းအကောင့်ထဲပေါ်တဲ့နေရာမှာ ကျွန်တော်ရဲလုပ်ငန်းမှာအဓိကနံပါတ်1ဦးစားပေးနေတယ်မူကြီးစေဝါတပ်ဖြည့်လုပ်ငန်းအဓိကဦးစားပေးဆောင်ရွက်နေတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ရခင်အစိုးရအုပ်ချုပ်နေတဲ့အချိန်မှာဒီမူကြီးစေဝါကဒါအရန်ကိုပေါများတဲ့မြို့တစ်မြို့ဖြစ်မြန်မာနိုင်ငံမှာစံချိန်တင်တဲ့အနေအထားမှာရှိပါတယ်။ ဒါကြောင့်မလို့ကျွန်တော်တို့ရဲလုပ်ငန်းစတင်ပြီးတော့လဲပတ်နေတဲ့အချိန်မှာမူကြီးစေဝါတွေကျွန်တော်တို့ရဲ့ပထမဆုံးဦးစားပေးလုပ်ငန်းအနေနဲ့ကျွန်တော်တို့အကောင့်တွေပေါ်ဆောင်ရွက်နေတာရှိပါတယ်။စီမံချက်နဲ့တူကျွန်တော်တို့ဒီမူကြီးစေဝါတက်ဖြတ်တဲ့လုပ်ငန်းမှာအခုစဉ်ကျွန်တော်တို့ဒီ80ရာခိုင်နှုန်းပပျောက်ပြီလို့ကျွန်တော်တို့ပြောလို့ရပါပြီ။တွေ့ပြဒီဖြန့်ပြူတဲ့အပိုင်းတွေလည်းကျွန်တော်တို့လုံးဝခဏလို့အရင်ကတည်းကများစွာယုံနေအောင်ကျွန်တော်လှုပ်ဆောင်လှုပ်ဆောင်နေတဲ့အနေအထားမှရှိပါတယ်။အဓိကကတော့ဒီမူကြီးစေဝါ တိုက်ဖြတ်တဲ့နေရာမှာတော့အခက်အခဲစင်ကုန်မှုကတော့အထွတ်ဖြစ်ဒီဖြန့်ဖြူးတဲ့အပိုင်းကိုထိထိရောက်နိုင်နေဖို့အတွက်ကျွန်တော်မနေနဲ့အခက်အခဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့လက်ရှိနိုင်ငံရေးခြေနေရောလက်တွေ့မြေပြင်အနေထားရောဒီမွေးစွာဖြန့်ဖြူးတဲ့လူတွေကိုကျွန်တော်နေနဲ့ဒါထိထိရောက်ဆောင်ရွက်တဲ့နေရာမှာအများကြီးအခက်အခဲရှိပါတယ်။ဘာကြောင့်လဲဆိုတော့အာကျွန်တော်တို့ဒေတာမှာတိုင်းသားလက်နဲ့ကင်ပေါ်များတဲ့ဒေတာပြလည်းဖြစ်ပါတယ်။ထို့ဖြစ်ခုနဒီမူဆယ်တို့လိုနေရာမျိုးပြည်သူစစ်တွေပေါ်များတဲ့နေရာနဲ့အနည်းဆက်ဆုံးမှရှိတဲ့မျိုးတို့မျိုးဖြစ်တဲ့တော့ကြောင့်မလို့ဒါကြောင့်မွေးစွာ ပပောက်နေနေတဲ့နေရာမှာကျွန်တော်တို့အများကြီးဒါတွေအခက်အခဲရှိပါတယ်။နမ်ကမျိုးမှာရခင်အစိုးရရဲ့အကျင့်စာရိတ္တပြပြမှုတွေကြောင့်လူရမှုတွေကနေ့စဉ်နဲ့အမျှဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိ PSRF တင်ရီအုတ်ချုပ်ရေး စတင်လဲပတ်တဲ့အခါမှာမြို့နယ်ရဲတပ်ဖွဲ့တွေကစွန်းစွန်းတမန်စ조사ဆောင်ရွက်လာတာကြောင့်ခိုးဆူလူရက်တာတွေလျော့နေလာတယ်လို့စုံစမ်းဖော်ထုတ်ပြီးတရားစွဲဆိုတာကြောင့်လည်းဒုစရိုက်မှုတွေကတိတိတတလျော့ကျလာပါတယ်။နမ်ကမြို့နယ်အနီးဆက်ဆုံးမြို့ဖြစ်တဲ့မူဆယ်မြို့မှာဆိုရင်လက်ရှိမှာလူရက်မှုခိုးမှုတမျှတိုက်မှုတွေကနေ့စဉ်ဖြစ်ပွားနေပါတယ်။ ဒါကြောင့်လဲမူဆယ်မျိုးအတွင်ဖြစ်ပွားနေတဲ့ဖြစ်စဉ်မျိုးနမ်ခမ်းမျိုးမှာမဖြစ်ပွားရလေအောင်တပ်ဆိုင်ရာမျိုးနယ်ရဲတပ်ဖွဲ့တွေကလုံခြုံရေးစီမံချက်တွေတည်တည်ကြပ်ကြပ်ရေးဆွဲပြီးလူထုတွေကိုအကာအကွယ်ပေးနေပါတယ်လက်ရှိနမ်ခမ်းမြို့မှာခိုးမှုလူရမှုဖြစ်စဉ်တွေရော့နေလာတာနဲ့ပတ်သက်လို့နမ်ခမ်းမြို့ခံဖြစ်တဲ့ မချယ်ရီကအခုလိုရင်ဖွင့်ပြောပြခဲ့ပါတယ်။ဆက်ကဆတုံးကြတော့ပို့ပြီးတော့များတယ်လို့မြင်တာပေါ့နော်။ဒီညဆလို့ရှင်လဲဥမာနည်းနည်းမောင်းလာပြီဆိုရင်လဲအပြင်သွားရင်တယောက်ထဲအပြင်ထွက်တာတို့ပါတို့ဆိုရင်လဲအဲ့လိုမျိုးလမ်းမှာရိုက်ပြီးမှဆိုင်ကလူသွားတဲ့ဟာတွေမြင်နေရတာပေါ့နော်။ဒီဥမာဒီဟာတွေမကဘူး။ဒီဆိုင်ဆေးမှာဆလို့ရှင်ညဆိုသူများပိတ်ပေးသူများအိမ်ပြန်ကြတာ哦။အဲ့လိုမျိုးဒီလမ်းမကြီးပေးဆလို့ရှင်လဲဒီဖုန်းဆိုင်တို့ပါတို့ဆိုကိုခဏခဏကြားညာလဲဟို သွားဖောက်တာတို့အဲ့လိုမျိုးဖုန်းယူတာတို့ပေါ့နော်အဲ့ဟာတွေတော့အဲကြားနေရတယ်ဒီနောက်ပိုင်းကျတော့အဲ့ဟာတွေတော့မကြားရတော့ပေါ့နော်ဒီဆိုင်ကယ်ခိုးတာတို့အဲ့လိုမျိုးအာဥမာလမ်းမှာချောင်းပြီးရိုက်တာတို့အဲ့လိုမျိုးတွေလည်းတိတ်မကြားရတော့ပေါ့နော်ဥမာဒီဆေးမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဝင်ပြီးမှဖောက်တာတို့ခိုးသွားတာတို့လည်းမကြားရတော့ပေါ့နော်ဒီအပိုင်းတော့ဟိုညော့သွားတာတော့တွေ့နေရတာပေါ့နော်လက်ရှိနမ်ခမ်မြို့မှာလူမျိုးပေါင်းစုံနေထိုင်တာကြောင့်အုတ်ချုပ်ရည်ရန်တရားကို ဖော်ဆောင်တဲ့အခါမှာစိန်ခေါ်မှုများစွာ ကြုံတွေ့နေကြရပါတယ်။ဒါပေမဲ့မြို့အတွင်းမှာနေမြေလေးခုနဲ့မြို့ပြင်မှာနေမြေနှစ်ခုဖွဲ့စည်းပြီးမြို့နယ်ရတဘွက်ကတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေအကောင့်ထဲဖို့ဆောင်ရွက်နေပါတယ်။ဒါ့အပြင်တက်ဆိုင်ရာရက်ွက်လူကြီးများနဲ့လည်းပူးပေါင်းပြီးချိုးပန်းဆောင်ရွက်နေတာရှိပါတယ်။ စစ်ကောင်စီလက်ထက်ကအခြေအနေနဲ့လက်ရှိ PSRF ထင်းနယ်ရဲ့အုတ်ချုပ်ရေးရဲ့ကွာခြားတဲ့အခြေအနေနဲ့ပတ်သက်လို့နမ်ခမ်မြို့ခံဖြစ်တဲ့ဦးဝင်းအောင်ကအခုလိုပြောပါတယ်။အရင်တော့ကနေဆိုရင်လည်းတအားတအားတော့ကွာတယ်။ဘယ်တော့ကွာလဲဆိုတော့ဟာစကားစားတုံးကဆိုဒီဒီနာတဝိုက်ဆိုအကုန်လုံးကိုပိန်းရောင်းနေလို့ရှိရင်လေနောက်ပြီးပိန်းစားရတယ်ပေါ်တယ်။တခိုးကတို့ပိန်းစားများတော့တခိုးကလည်းများတော့ပေါ့။ ်ရွာတိုင်းမဒီဆိုစံငယ်တောင်မှတိုင်းအင်ချင်းမှထားလို့မရအောင်ဒါကမျိုးရဲသမင်လေးတော့ငှက်တယ်တော့မှအဲဆိုင်ရှိမှာတော့တကယ်ကခိုးခိုးတော့တတယ်။ယုံနံခါမှာဆိုတော့အဲ့ဒီဗလဲဟိုမှာဂိမ်းလေးရှိလေသူကဂိမ်းဆိုင်လေးဖွင့်တော့ဂိမ်းတော့ဆော့တဲ့သူတို့ကလေးတွေဂိမ်းတော့ဆော့ရင်ဆော့ရင်ဟိုမှာရှုံးလာတော့အိမ်မှာပြဿနာလာရှာအဲ့တော့အရင်တော့စကားစားလက်ဆက်တော့လေခိုးကြတော့ဂိမ်းဆိုင်လေးမရှိတော့သူအဲ့ဒါလေနည်းနည်းတော့တတ်တာတော့အဲ့ဒါတခုတော့ကောင်းတော့ဗောကျွန်တော်အမြင်ပေါ့နော် နမ်ကမ်မြို့နယ်ရဲတပ်ဖွဲ့တွေဟာဒေတာခံပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဆောင်ရှောက်ဖို့အတွက် အပတ်စဉ်တိုင်းဖြစ်ပျက်နေတဲ့နိုင်ငံရေးအခြားဖြစ်စဉ်အခြေအနေပေါ်အခြေခံပြီးလိုအပ်သလိုလုံခြုံရေးစီမံချက်တွေရေးဆွဲပြီးလူထုတွေနဲ့အတူပူးပေါင်းဆောင်ရွက်နေပါတယ်။ဒါအပြင်မြို့တွင်းမှာရင်အန္တရာယ်ကင်းရှင်းစေရေးအတွက် မော်တော်ယဉ်ထိမ့်တိမ်ကြီးကျက်တဲ့အဖွဲဖွဲ့စည်းပြီးမော်တော်ယဉ်လုပ်ငန်းကြက်မှတ်ဆောင်ရွက်လျက်ရှိသလိုမြို့အဝင်အထွက်ဂိတ်တွေမှာလည်းတပ်ဖွဲ့ဝင်တွေဖြန့်ခွဲချမှတ်ပြီးလုံခြုံမှုဆောင်ရွက်ပေးလျက်ရှိနေပါတယ်။မြို့ရဲ့လုံခြုံရေးနဲ့ရေးလုပ်ငန်းတွေကောင်းကောင်းမွန်မွန်ဖော်ဆောင်နိုင်ဖို့အတွက်ကမြို့အတွင်းမှာရှိတဲ့မိဘပြည်သူတွေအားလုံးပူးပေါင်းပါဝင်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာလင်မိဘပြည်သူတွေရဲ့စာဝတ်နေရေးနဲ့တွာလာရေးတို့မှာလုံခြုံမှုရှိပြီးခိုးဆိုးလူရက်တာကင်းစင်တဲ့မျိုးတစ်မျိုးအဖြစ်တိစောက်နိုင်မှာဖြစ်တယ်လို့နမ်ခမ်မျိုးနယ်မျိုးနယ်ရဲမှူးဘွန်နော်ရွန်ကထပ်မံပြောဆိုထားပါတယ် တဆက်ထဲမှာပဲရေမူဘူနော်ရွန်းကမိဘပြည်သူတွေအနေနဲ့ကောလာဟာလာတရင်တွေကိုမယုံကြည်ဖို့လိုအပ်ပြီးရဲတပ်ဖွဲ့တွေနဲ့တရင်အချက်လက်တွေ ဖလဲချဖို့လိုအပ်ပါတယ်။ဒါမှသာလဲတရင်အမှန်ရဲ့အစီမြစ်ကိုရဲတပ်ဖွဲ့တွေကစုံစမ်းပြီးပြည်သူလူထုတွေစီကိုအချိန်နဲ့တပြေးညီချပြနိုင်မှာဖြစ်ပါတယ်။ရဲတပ်ဖွဲ့တွေဟာမိဘပြည်သူတွေရဲ့အသက်အိုးအိမ်စီးဆိုင်နဲ့ လုံခြုံရေးအတွက်ကာကွယ်ပေးရတဲ့အဖွဲ့ဖြစ်တာကြောင့်မိဘပြည်သူတွေအနေနဲ့ရဲတပ်ဖွဲ့နဲ့အတူပူးပေါင်းဆောင်ရွက်ပေးကြဖို့အတွက်မေတ္တာရက်ခံထားပါရရှင်ကျမဒီတာအင်စနာသိမ့်ပါ